ဘဝမှာလူလာလို့လူဖြစ်လာတဲ့အခါမှာတချို့ပုဂ္ဂိုလ်တွေဟာအကာရီနဲ့ပဲတဘဝဆုံးသွားတယ်။အနိတာရဆိုတာဘာမှမရလိုက်ဘူး။လူဘဝရလာလို့အနိတာရဆိုတာကိုသိလည်းမသိလိုက်ဘူး။ဘာအနိတာရမှန်းလည်းမသိဘူး။ဘာမှအနိတာရမှန်းမသိလိုက်တဲ့အတွက်ကြောင့်တဘဝတာကုံဆုံးသွားတော့လေ။ဘာအနိတာရမှမရလိုက်တဲ့ပုဂ္ဂိုလ်တွေဟာ ဒီကဘာမှာလူဦးရေများဆုံးမရှိနေတာအနှစ်သာရရလိုက်တဲ့ပုဂ္ဂိုလ်အနှစ်သာရမှန်သိလို့အနှစ်သာရကိုရအောင်ယူလိုက်တဲ့ပုဂ္ဂိုလ်မကန်တဲ့အတွေးရှိတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်နဲတယ်ရခိုင်နှုံးအဖြစ်အေးဒါကြောင့်မို့လို့ဒါလည်းပဲတတိထားစရာအမတမကောင်းတယ်တို့တွေရောလူ့ဘဝမှာအနှစ်သာရဆိုတာပါလဲ အဲ့ဒီအနှစ်သာရတွေကိုဒုရတွေရပလားဒုရတွေဘဝရောက်လာတာဆိုပါလို့အသက်30ရွယ်ရှိတဲ့ပုဂ္ဂိုလ်ပြန်စင်းစားကြည့်ငါလူဘဝရောက်လာတာအနှစ်တောင်30ရှိဘလောက်အတိုင်းတာထိငါမှအကျိုးမြတ်တွေရမလားအဲ့တော့အနှစ်သာရဆိုတာဘာကိုခေါ်တာလဲဆိုရင်ရရှိလာတဲ့ပစ္စည်းဥစ္စာတွေကအနှစ်သာရမဟုတ်ဘူး ဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲစိတ်နေရရဘလောက်ပဲရွှေတွေချမ်းသာချမ်းသာအေးချမ်းသာသမ ्या ဟာနိတ္တရာမဟုတ်ဘူးဘာဖြစ်လို့နိတ္တရာမဟုတ်တယ်လဲလို့ဆိုရင်ကိုရလာတဲ့ပစ္စည်းဥစ္စာမှန်သမ ्या ဟာယန္တမျိုး၅ပါးနဲ့ဖြစ်စည်းလို့ရှင်ပျက်စီးသွားတာယန္တမျိုး၅ပါးနဲ့ဆုံးမတာပဲကြည့်ဘယ်ပစ္စည်းပဲဖြစ်ဖြစ်ဒါကြောင့်မို့ဘုရားအလောင်းလေးက ကဏ္ဍသမဆိုဘုရားလောင်းလေးစဉ်းစားတာဘုရားလောင်းကဘယ်လိုစဉ်းစားတော့ပစ္စနာဝေရဏံတာတာရဏဘာဝေနအတ္တရတ္တဌနတပစ္စည်းဥစ္စာဆိုတာတဲ့ရေမင်းမင်းခိုးသူမချစ်မတင်တဲ့တော့မွေကန်သားဆိုသမီးဆိုလို့ကြောင့်ပစ္စည်းကုန်ဆုံးသွားနိုင်တာဖြစ်သောကြောင့်အနိတာရဆိုလုံးဝမရှိဘူးအနိတာရမရှိုံနဲ့မကဘူးပစ္စည်းဆိုတာ တည်လို့ရှင်ထားခဲ့ရတဲ့ဟာတွေပဟာယကမဏီယာတဲ့အလုံးဟာထားသွားရထားသွားရတယ်ဆိုကြတဲ့ကအတိုင်းတာတစ်ခုဘလောက်မှမရှိဘူးလို့ပြောအနှစ်သာရမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့လောကလူတွေကပစ္စည်းဥစ္စာကိုသာအနှစ်သာရလို့ထင်ပြီးတော့ပစ္စည်းဥစ္စာကိုရအောင်ကြိုးစားနေကြတယ်ဒါကတကယ်အနှစ်မဟုတ်ဘူးလေ တကယ်နေမို့လို့နောက်ဆုံးကြတော့တဘွားတာကုံဆုံးတဲ့ခါမှာအလုံးထားပြီးတော့သွားကြရတယ်။နောက်ခန္ဓာကိုယ်ကြီးကိုလည်းကြည့်လိုက်အောင်မလား။ဘုန်းကြီးတို့တွေလောကလူတွေဟာခန္ဓာကိုယ်ကြီးကိုပဲတပြီးတော့နေကြမလှလှအောင်မဝဝအောင်ပြည့်ပြည့်ပြီးတော့ဒီခန္ဓာကိုယ်အတွက်အနှစ်သာရကြီးထင်ပြီးတော့ သူတွေဟာ၄၀နှစ်လုံနေကြတာမဟုတ်လားခန္ဓာကိုယ်ပြုစုဆောင်ရှောက်နေကြတကယ်တော့ခန္ဓာကိုယ်ရဲ့ရလာတဲ့ခန္ဓာကိုယ်ကြီးရဲ့ကြီးကျွန်တဲ့ဘွယ်သူ့ရဲ့ဝတ္တရားတွေကိုဆောင်ရွက်ပေးနေကြတယ်တေချာစဉ်းစားကြည့်ပါသူများဝတ္တရားတွေဆောင်ရွက်ရတဲ့အခါမှာလောက်ရတဲ့လူစိတ်ကထင်ကိုယ်ဝတ္တရားကိုဆောင်ရွက်နေရတာတွေကြည့် နန်းနဲ့မိုးတော့အလင်းရောက်လို့အဲ့ရကနိုးလိုက်တာနဲ့တကြိုင်နဲ့ဟုတ်လားမျက်နှာသေးရတယ်ရေမိုးချိုးရတယ်တွိုင်းလက်သွားတယ်ဓာတုတံဝန်နေပြီးလို့ဗိုက်စာလို့မနက်စာစားပေးရသေးတယ်ဒါလည်းသူကိစ္စတွေလုပ်ပေးနေရသို့တော်လူတွေကတော့သူကိစ္စလို့မထင်ဘူးကိုယ်ကိစ္စလို့ထင်နေကြတယ်အဲ့ဒါကြောင့်မို့လားလုပ်နေကြတယ်တကယ်တော့သူနဲ့ကိုယ်နဲ့ခွဲလိုက်မယ်ဆိုလို့ရှိရင်နော် သူနဲ့ကိုယ်နဲ့ခွဲလိုက်မယ်ဆိုရင်သူ့ကိုကိုပြုစုနေရတယ်မနဲ့လည်းပြုစုရတယ်နေလည်းပြုစုရတယ်ညလည်းပြုစုရတယ်အားလုံးဟာလူတွေသူ့တန်ဝန်ကိုထမ်းဆောင်နေကြအဲထမ်းဆောင်နေလို့ကိုယ့်ကိုမြာဩငါ့အတွက်သူခင်မြာအလုပ်တွေလှုပ်ရှားတယ်ဆိုပြီးတော့ကိုယ့်ကိုယ်ကိုမြာသူကချမ်းသာအောင်ထားသလားဆိုချမ်းသာဦးဒီလိုပြုစုနေတဲ့ကြားထဲက စပင်လေးကမဖြူခြင်းမေးမဲ့ဖြူလာတယ်သွားလေးတွေမကြိုးခြင်းမေးမဲ့ကြိုးလာတယ်ပရေလေးတွေမတွန့်ခြင်းမေးမဲ့တွန့်လာဘာသူသဘောသူဆောင်းလာတယ်ဆိုတဲ့အတိတ်ပဲနောက်ဆုံးကိုမဖြစ်ချင်တာတွေဖြစ်ကိုဖြစ်ချင်တာတွေတခုမှမဖြစ်ဘဲနဲ့ဒီခန္ဓာကိုယ်ကြီးကနောက်ဆုံးကျတော့ဆွန့်ပြစ်လိုက်ရတဲ့အဆင်ရောက်ပါကိုတသက်လုံးယူရပြင်ဆင်လာတဲ့ခန္ဓာကိုယ်ကြီးကနောက်ဆုံးကျတော့အိုးလိုက်ရတာဟုတ်လား ြစ်လျက်လံတဘာဝကိုသိချစဉ်းစားကြည့်ပြစ်လျက်ဘာများရသွားတော့ဘာများဒါကြောင့်မို့လို့ဒီကြားထဲမှာမရယုံနေမဟုတ်ဘူးနေ့စဉ်နဲ့မြဒီလောက်ယူရထားပေမဲ့လို့ယောဂပဲကလားခန္ဓာရဲလာတာပဲအပြင်ကဝင်လာတာမဟုတ်ဘူး66ပြာယောဂဝေဒနာတွေခန္ဓာကိုယ်မှာဖြစ်တာခန္ဓာကိုယ်မရှိရင်ယောဂဆိုတာဖြစ်เสียမှာရှိမှာမရှိဘူး ။ဟေးဒါကြောင့်မလို့96ပြာယောဂဝေဒနာတွေနဲ့အမတန်မှဆက်ဆုပ်စရာကောင်းတဲ့ဟောဒီခန္ဓာကိုယ်ကြီးဟာလူတွေကိုဒုက္ခပေးနေလို့တကယ်အနစ်တာလားလို့ဆိုအနစ်တာမဟုတ်ဘူးခန္ဓာကိုယ်ရဲ့အနစ်တာရှာလို့မရဘူးတဲ့။ဘ ഹു ရောဂသာဒရဏဘာဝေနအတရတ္တဣမတ္တကာယတခန္ဓာကိုယ်ကြီးဆိုတာ ယောဂါတွေရှိနေလို့ယောဂါတွေဖြစ်နိုင်တဲ့အနေအထားရှိလို့အနှစ်သာရဆိုတာဘာလို့မှမရှိဘူးလို့သူတော်ရှင်တွေကတော့ဒီလိုမြင်တာပဲအေထုတူပဲလောကမှာအသက်ရှင်နေကြတယ်အသက်ရှင်နေသည်သမျှကာလပတ်လုံးလူဟာလှုပ်ရှားသွားလာနေကြတယ်အဲ့ဒီအသက်ရှင်နေတဲ့အချိန်မင်းလေးမှာ ကောင်းတာလည်းလုပ်ကြတယ်မကောင်းတာလည်းလုပ်ကြတယ်စီစဉ်ဥစ္စာလည်းခံစားကြတယ်ချမ်းသာလည်းခံတယ်ဆင်းရဲလည်းခံစားကြအဲ့ဒီလိုအသက်ရှင်နေတဲ့အချိန်လေးမှာဒီအသက်လေးရဲ့တန်ဖိုးဆိုတာဘာလို့ဆိုဘာမှအသက်ဟာတန်ဖိုးမရှိဘူးအဲ့ဒီအသက်လေးရဲ့အနှစ်သာရဆိုတော့အမြဲတမ်းတူထောင်းတဲ့အတိုင်းတာလေးတစ်ခုသာသူကအသက်ရှင်နေတာ အဲ့ဒီအသက်ရှင်နေတဲ့အထက်ကအနှစ်သာရကို မရအောင်မယူနိုင်ဘူးဆိုလို့ရှိရင်ဘာမှအနှစ်ကြံမှာမဟုတ်ဘူးတဘောကအကုန်ဆုံးသွားရော ပြီးပြန်ရောတဘောကဒီလိုပဲသွားမှာပဲအေးဒါကြောင့်မလို့အတွေးမှန်တဲ့ပုဂ္ဂိုလ်သားလည်းအနှစ်သာရဆိုတာဘာလဲဆိုတာသိတယ်အတွေးမှားနေလို့ရှိရင်အနှစ်သာရဆိုတာလည်းမရနိုင်ဘူးလို့ဓမ္မပရဒေသနာမှာဒီလိုဟောထားတာကို